ဆလင်းမျိုးကအာရမပြုခံရတဲ့အမှုရဲ့နောက်ွယ်ကလူသိမခံတဲ့ကိစ္စရဲ့များမကွေးတိုင်းဆလင်းမျိုးဝါရှိအမှတ်၁အခြေခံပညာအထက်တန်းကျောင်းအာထာကတက်မှာဖြစ်သွားခဲ့တဲ့ကျောင်းသူတအိုးရဲ့ကိစ္စနဲ့ပတ်သက်ပြီးအာရမပြုခံရတဲ့အမှုရဲ့နောက်ွယ်မှာမယိုးသားတဲ့ကိစ္စတွေရှိလို့နေပါတယ်အဆိုပါကြမ်းဖက်ခံရတဲ့တဲ့ရင်ဟာအွန်လိုင်းမော်ကိုပုံစံနှမျိုးနဲ့ပြန့်နှံ့လာခဲ့တာဖြစ်ပြီး ပထမဖြစ်စဉ်အရ Great 10ကျောင်းသူတအူးဟာ Great 12ကျောင်းသားဖြစ်တဲ့ရီစာဖြစ်သူရဲ့ချင်းဆုံမှုကိုလက်ခံပြီး TGP အားကိုလိုက်သွားခဲ့ပါတယ်။ဒီအချိန်ကစပြီးသူမရဲ့ဘဝအပေါ်အမှောင်ရိပ်တွေစတင်ကြရောက်ခဲ့ပါတယ်။ရီစာဖြစ်သူကျောင်းသားကမွေးနေ့ပွဲရှိတယ်လို့လိမ့်လဲခေါ်ဆောင်ခဲ့တာပါ။အဲဒီမှာသူတို့တွေအရက်သေးစားတောက်စားခဲ့ကြပြီးတဲ့နောက်ရီစာဖြစ်သူအပါအဝင်ကျောင်းသား၄ဦးပါဝင်တဲ့အုပ်စုကကျောင်းသူမလေးကိုဝိုင်းဝန်းပြီးအာဓမ္မပြုကျင့်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဆလင်းမျိုးကံအရင်မြစ်တစ်ခုရဲ့ပြောကြချက်ကတကယ့်ကိုအသေးအတန်လာကျင်စရာကောင်းပါလေ။ရီစာဖြစ်သူကအเจ้าသူနေရဲ့လယ်ဘင်းကိုညှစ်ပြီးတော့တယောက်ချင်းစီခွဲပြီးမရင်းချင်းခဲ့ကြတာလို့ဆိုပါရယ်။ဒီလိုအုပ်စုလိုက်အကြမ်းဖက်ခံရမှုကြောင့်เจ้าသူမလေးဟာသတိလစ်မေမျောသွားခဲ့ရပါရယ်။ကျူးလွန်သူတွေကတော့သတိလစ်နေတဲ့เจ้าသူမလေးကိုဖျားဝင်းထဲမှာပဲပြစ်ထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါရယ်။ နောက်မှပြန်လည်သတိရလာတဲ့အခါမှာပဝင်းကျင်ကို အကူအညီတောင်းခံခဲ့လို့ဒေသခံတွေရဲ့ကူညီမှုနဲ့ဆေးရုံကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါဗျ။ဒီအမှုရဲ့အစိုးရအဆုံးအသေးရစရာအကောင်းဆုံးအချက်ကတော့ကျူးလွန်သူတွေဟာသူတို့ရဲ့ရာဇဝတ်လောက်ရက်ကိုဗီဒီယိုရိုက်ကူးခဲ့ကြပြီး Telegram Online မှာပါဖြန့်ဝေခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်ပါပဲ။ဒါဟာကျူးလွန်ခံရသူရဲ့ဘဝကိုတသက်လုံးအတွက်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပါတယ်။ လက်ရှိမှာအုပ်စုဖွဲ့အရမပြုခြင်းနဲ့ရည်စားဖြစ်သူအပါအဝင်၄ဦးကိုဆလင်းမျိုးမရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရှိရပြီးအမှုမှန်ကိုဖျောက်ဖျက်နိုင်မှုကြိုးပမ်းမှုတွေရှိနေတယ်လို့လည်းကြားသိရပါတယ်။တရင်ရင်းမြစ်တွေရဲ့ပြောကြားချက်အရအုပ်စုဖွဲ့မတိုင်းမှုကိုဖျောက်ဖျက်နိုင်မှုကြိုးပမ်းမှုတွေရှိနေပါတယ်။အထကားတစ်ကျောင်းအုပ်ကြီးဥအောင်မြင့်တန်းကဥဆောင်ပြီးငွေကျပ်3900နဲ့ GA ပေးဖို့အတွက်လိုက်လံညှိနှိုင်းနေတယ်လို့ဆိုပါတယ်။ ကျူးလွန်သူတွေရဲ့မိဘဆွေမျိုးတွေကအเจ้าအုပ်ကြီးကိုချဉ်ကပ်ပြီးဖိအားပေးညှိနှိုင်းနေတာဖြစ်တယ်လို့သိရှိရပါတယ်။ကျောင်းဆရာမတဦးကအဲ့ဒီအမှုကိုအစာဖြောက်ဖို့ကျောင်းအုပ်ဦးအောင်မြင့်တန်းကဦးဆောင်ပြီးငွေကျပ်3900နဲ့ကျေးအေးပေးဖို့လိုက်ညှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်အထက်ကတဲ့ကျောင်းကနောက်ထပ်ကျောင်းဆရာမတဦးရဲ့ပြောကြားချက်အရကျူးလွန်သူလေးဦးတည်းကရီးစားဖြစ်သူကျောင်းသားတဦးသာကျောင်းသားဖြစ်ပြီးကျန်တဲ့3ဦးကတော့အပြင်လူများဖြစ်တယ်လို့သိရပါတယ်။ ဒီလိုညှိနှိုင်းမှုတွေရှိနေချိန်မှာပဲတချို့သူတွေကဒီသတင်းဟာမှန်မှန်ကန်တဲ့သတင်းအတုအမှားသာဖြစ်တယ်ဆိုပြီး Telegram ကနေတဆင့်သတင်းမှားတွေဖြန့်ဝေနေတယ်လို့လည်းသိရှိရပါတယ်လက်ရှိအထကတဲ့ဆလင်ကြောင်းစီကန်ထိန်သိမ်းရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့ MFP မှရေးသားခဲ့သောသတင်းသည်လုံးဝကိုသတင်းအမှားသာဖြစ်ကြောင်းတကယ်တမ်းအကျင့်ပြတ်ကျွလွန်သူမှကြောင်းလူလေးသာဖြစ်ကြောင်းပြန်လည်ဖြေရှင်းခဲ့ပါသည် အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဖြစ်ရဟာပြောင်းလဲသွားပြီးအော်တိုမာလာ18ရက်နေ့မနက်ပိုင်းခန့်မှာ Grade 9ကျောင်းသူအသက်15နှစ်ဟာကျောင်းသူမသွားဘဲ TGP အားကိုရောက်ရှိခဲ့ပါတယ်။သူမနဲ့တငယ်ချင်းနှစ်ဦးဟာနေ့လယ်7:00နာရီခွဲခန့်ကျောင်းဆင်းတဲ့အချိန်မှာကုံဆောင်ဆိုင်မှာစင်မြင်းအရက်ကိုဝယ်ယူပြီးဖျားပေါ်မှာတောက်စားခဲ့ကြပါတယ်။နေ့လယ်12:45နာရီခန့်မှာចောင်းသား3ဦးနဲ့အရက်သားလူငယ်2ဦးရောက်လာစဉ် အရက်အလွန်ကြုံမူးရနေတဲ့ကျောင်းသူလေးဟာကျောင်းသားတအုပ်ရဲ့ပေါမော်မှာလှဲ၍အော်ဟစ်နေခဲ့ပါတယ်။အာရမပြုခြင်းမှုဗီဒီယိုဟုဆိုခဲ့သောမှတ်တမ်းမှာအရက်မူးပြီးပေါမော်လှဲ၍အော်ဟစ်နေသည့်ပုံကတခြားကျောင်းသားတအုပ်ကရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့စီကန်ထိန်သိမ်းရေးအဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်းအာမပြုခြင်းမူကိစ္စမဟုတ်ပဲကျောင်းစီကံဖောက်ပြန်မှုဖြစ်ခဲ့တဲ့အတွက်ကျောင်းစီကံထိန်းသိမ်းရေးအဖွဲ့ကအောက်တိုဘာလ23ရက်နေ့မှာမိဘအုပ်ထိန်းသူတွေနဲ့တွေ့ဆုံပြီးကျောင်းသားကျောင်းသူများကိုကျောင်းမှာတလရက်နာခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်မိဘအုပ်ထိန်းမှုအောက်မှာသွန်သင်ဆုံးမဖို့အတွက်ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့တယ်လို့သိရှိရပြီး online ပေါ်တက်နေတဲ့သတင်းအမှားတွေကိုလည်းမယုံကြည်ကြဖို့တိုက်တွန်းသွားပါတယ်။ ဒါကြောင့်အစောပါအမှုကိစ္စဟာဘသူယုံအောင်မသိရှုပ်ထွေးနေပြီတကယ်ပဲကျောင်းလူလေးကလျှက်ပေါ်လော်လီနေထိုင်ခဲ့တာလားဒါမှမဟုတ်တကယ်ဖြစ်ခဲ့တဲ့ကိစ္စကိုပဲကျောင်းအုပ်ကြီးကငွေနဲ့ပေါက်ပြီးဖြည့်ရှင်းလိုက်တာလားဆိုတာအသေးရဖို့ကောင်းတဲ့မေးခွန်းဖြစ်လို့နေပါတယ်ဒါကြောင့်ဘယ်ဘက်မှမလိုက်ပဲတုံးသက်ရမယ်ဆိုရင်တကယ်တမ်းတော့အမှုတကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့ရာဇဝတ်မှုအနေအထားအရတော်တော်ကြီးကိုပြင်းထန်တဲ့အမှုဖြစ်ပါတယ် ထောင်တန်းတတတကျွန်းကြဖို့အခွင့်အရေးများပြပြီးထိရောက်စွာအေးအေးယူခံရမှာပဲဖြစ်ပါတယ်။အယူခံဝင်ခွင့်တော်မရှိနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အုပ်စုခွဲ့ပြီးဗီဒီယိုရိုက်ကူးဖြန့်ဝေတဲ့အထီးကျူးလွန်ခြင်းဟာလူမှုရေးဆိုင်ရာ စာရိတ်တပျက်စီးယိုရင်းမှုကိုပြသနေပြီးတရားစီရင်ရေးအနေနဲ့ခွင့်မလွတ်နိုင်တဲ့အနေအထားမှာရှိနေလို့ပဲဖြစ်ပါတယ်။ဒါအပြင်ကျောင်းသူကျောင်းသားတွေရဲ့လုံခြုံရေးကိုတာဝန်ယူထားတဲ့အကြောင်းအုပ်ကြီးလည်းအလုတ်ပြုတ်ပြီးတစ်သက်လုံးပြင်ဆင်စားသွားရမှာပဲဖြစ်ပါတယ် တက်ဆိုင်ရအတန်းမှန်ဆီယာမတွေလည်းနယ်ဝေးကိုပြောင်းရွှေ့ခံရတာဒါမှမဟုတ်အစိုးဆုံးအနေနဲ့အလုတ်ပြုတ်သွားတာဖြစ်နိုင်တဲ့အပြင်နာမည်ပါပြတ်နိုင်မဲ့အလားအလာရှိပါတယ်။ဒါကြောင့်ဒီအရေးတွေကိုတွတ်ဆမိတဲ့ကျောင်းအုပ်ကြီးကငွေနဲ့ကင်ပေါက်ပြီးအမှုကိုဖြည့်ရှင်းလိုက်လားလို့တွေးစရာပါ။တကယ်လို့များကျောင်းအုပ်ကြီးကဥဆောင်ပြီးငွေကျပ်3900နဲ့ကျေးအေးပေးဖို့ညှိနှိုင်းနေဆိုရင်လေဥပဒေကြောင်းအရာ ပြည်မှုတစ်ခုကို ကုညီဖုံးကွယ်ရန်ဂျိုးပန်းခြင်းအဖြစ်သတ်မှတ်နိုင်ပြီး အင်မတန်ပြင်းထန်တဲ့အကျိုးဆက်များကိုရင်ဆိုင်ရနိုင်ပါတယ်။ပညာရေးနယ်ပယ်မှာအเจ้าအုပ်ကြီးယာတို့ကိုယူထားတဲ့လူကိုယ်တိုင်ကတရားဥပဒေစိုးမိုးရေးကိုငွေချင်းနဲ့ဖြည့်ရှင်းဖို့ကြိုးပမ်းတဲ့အတွက်ပြင်းမှုအနေထားပုံမှန်ပြင်းထန်ပြီးအ ਨੇ ဆုံးထောင်တန်း၅နှစ်အထက်မလျော့တဲ့ပြစ်ဒဏ်မျိုးကိုခံစားရနိုင်ပါတယ်။တကယ်လို့များအเจ้าအုပ်ကငွေချေးသုံးပြီးကာဝယ်ခဲ့တယ်ဆိုရင်စိတ်ပညာအရကျူးလွန်သူနဲ့နီးစပ်သောဆက်ဆံရေးရှိနေတာကြောင့်လို့ကောက်ချက်ချနိုင်ပါတယ်။ အချို့ကလည်းဒီကိစ္စအပေါ်အမှုသာတကယ်မဖြစ်ခဲ့ဘူးဆိုရင်ဝမ်းသာပါတယ်။ဒါပေမဲ့ဆက်ရှင်နဲ့အောက်တွေចောင်းသားចောင်းသူတွေကိုအရက်တွေဆေးလိုက်တွေမရောတင်ဘူး။အရေးယူတင်နေဆိုတာကိုဒီဖြစ်ရက်ကနေကောင်းကောင်းကြီးခံစားမိလိုက်တယ်။အဲ့ဒီကလေးတွေကိုစင်မြင်းရောင်းတဲ့ဆိုင်မှာပိတ်ပစ်တင်ပါတယ်လို့ comment တွေရေးခဲ့ကြပါတယ်။ဒါရီမကသေးပဲအစိုးပါចောင်းသူလေးအခုလိုအဖြစ်ဆိုးနဲ့ကြုံရခြင်းဟာအင်မတန်ပွင့်လင်းလာတဲ့ခေတ်ကြောင့်လို့အချို့ကသုံးသပ်ထားကြပြီ။ ဒီကစ်ကလေးတွေကနီးပညာရဲ့တားကောင်ဖြစ်နေကြပြီ Facebook ပေါ်မှာဆိုရင်လေ 18+ နဲ့ဆိုင်တဲ့စာတွေပုံတွေဆိုလဲထင်ထင်ပေါ်ပေါ်နဲ့စားနောက်ပြီးခမင်းစားရေတောက်လို့ပြောလာတော့ဒီလိုမဖြစ်သင့်တဲ့ကိစ္စတွေမှာလဲသူတို့အတွက်လွယ်ကူနေတာကိုရင်ငငယ်ကကြောင်းတက်တုံးကဆိုရင်တမီးစားကိစ္စတွေကိုတော့ခိုးချောင်ခိုးဝက်လုပ်ရတာအခုခေတ်ကအရန်တိုးတက်လာတော့ဆီယမ်မတွေညစီရှိမှရင်ကြီးစားထားလိုက်နန်းလိုက်လုပ်နေရကိုလွတ်လပ်ခွင့်လို့ထင်လာကြပြီး ခစ်ကပွင့်လင်းလာလေလေလူနေမှုအဆင့်တန်းတွေကအောက်တန်းကျလာလေလေပဲ။မိန်းကလေးတွေကအစား Facebook မှာ 18+ နဲ့ဆိုင်တဲ့ဇာတ်တွေကိုခမင်းစားရည်တော့ရှက်ရကောင်းမှမသိပြောနေကြတာလို့ဝေဖန်ခဲ့ပါတယ်။အဆိုပါပြောဆိုချက်အပေါ်နောက်ထပ်လူအများကြီးကလည်းထောက်ခံထားပြီးဟုတ်ပါတယ်ကလေးတွေကိုပုံပေးကြိုင်ပြီးမဟုတ်တာအကုန်ကြည့်လို့ရအောင်လုပ်ထားတာကမှားရင်းနေသလို sex education ကိုသင်ဖို့မင့်နေတာကလည်းလူကြီးတွေရဲ့အားနည်းချက်ပါပဲ အရွယ်ရောက်ပြီးသားကလေးတွေကိုလိန်ပညာပေးတင်ရမယ်ဆိုပြီးအထက်တန်းကျောင်းတွေမှာသင်ရိုးထည့်ခိုင်းတော့ဘာဘာညာညာနဲ့ဝေဖန်ချက်ကအရင်လာတယ်။အုတ်ထင်းသူကအချိန်ပြည့်စောင့်ကြည့်ပြီးနေနိုင်လားဆိုတော့လည်းမနိုင်ကြဘူး။ဒီလိန်အတက်ဆန်းတဲ့ကိစ္စက7ရန်းကလေးမပြောနဲ့9ရန်းကလေးတွေမှာပါအတုမြင်အတက်တင်ပြီးအရေးစွန်စမ်းသက်နေကြပါပြီ။အခုလိုဖြစ်တော့နိနာသူဘက်ကနေစိတ်မကောင်းဖြစ်ရပြန်တယ်လို့ပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာတော့အဆိုပါကိစ္စလာရေရရရအဖြစ်မပေါ်သေးပဲကြောင်းရဲ့ထုတ်ပြန်ချက်နဲ့နောက်ဆက်တွဲကိုသာစောင့်ကြည့်နေရပြီးနင့်နာသူမိသားစုဘက်ကတော့ဘာသာမှထွက်လာခြင်းမရှိဘူးလို့သိရှိရပါတယ်။ပြိသက်ကြီးတို့ရောဒီကြောင်းသူလေးရဲ့မခွဲမရကိစ္စအပေါ်ဘလို့များထင်ကြသလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးနော်။